စိတ်ငြိမ်းအေးခြင်းတယ်ဆိုရင်ဘာလို့ရမလို့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့အကြောင်းတရားကိုရှာရမယ်အကြောင်းတရားအပြင်အကြောင်းတရားရှိတယ်အတွင်းအကြောင်းတရားရှိတယ်အပြင်အကြောင်းတရားကတော့မဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အကြောင်းအားလို့ဆိုတော့ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အာယုန်တွေပဲနောက်အတွင်းအကြောင်းတရားကဘာလို့အာယုန်နေတော်မြတ်တိကာရအဲ့တော့အာယုန်နေတော်မြတ်တိကာရကိုပဲအဓိကဖုန်းတို့ရဲ့စိတ်ထဲမှာအာယုန်စိုက်ပြီးတော့သူ့ကိုဘာလို့ရမလို့ပြုပြင်နေအောင်ကြိုးစားရပို့ပြီးတော့ရှင်းအောင်ပြောရင်ပြောရမယ်ဆိုရင် ကိုယ်စိတ်ထဲမှာဆင်းရဲနေတယ်ပင်ပန်းနေတယ်ပူလောင်နေတယ်စိတ်ထဲမှာဖြစ်တဲ့ပြဿနာပဲတကယ်တမ်းစိတ်ထဲမှာဖြစ်တဲ့ပြဿနာကိုစိတ်ထဲမှာပဲဖုံဖုံတို့ပြေလည်အောင်ရှင်းရတကယ်တမ်းကိုယ်စိတ်ကိုပူလောင်ပင်ပန်းအောင် လုပ်နေတဲ့အရာဘယ်မှာရှိရင်အတွင်းမှာရှိရင်အဲ့ဒါပါတော့အာယုန်နေတော့မနေတီကားနော်မှားယွင်းနေအမှားတွေအမြင်မှားတွေဟုတ်လားဒါကြောင့်စိတ်ထဲဖြစ်တဲ့ပြဿနာကိုဖုံဖုံတို့ကစိတ်ထဲမှာပဲရှင်းရဟုတ်လား ရှင်းတဲ့နေရာမှန်ဖို့လည်းလိုသေးတယ်လို့ဘုန်းထက်နော်ငငယ်ကပုံမြင်လေးတစ်ပုဒ်ဖတ်ဖို့လေအလွန်သဘောကျတယ်လူတယောက်ကလမ်းမီးတိုင်အောင်ပါကုန်း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 နဲ့တကူးကူးရှားနေတယ်နော်အဲ့ဒါနဲ့လူတယောက်ကတွေ့တော့ဘာရှားနေတာလို့လက်စွပ်ပြောင်းလို့ရှားနေတာတဲ့လမ်းမီးတဲ့ပေါ်လမ်းမီးလေးရတဲ့နင်းလက်စွပ်ကဘယ်မှာပျောက်တာလက်စွပ်ကအိမ်ထဲမှာပျောက်တာ ဟာအိမ်ထဲကြောက်တဲ့လက်ဆွဲကိုဘယ်နဲ့ကြောင့်လမ်းမီးတိုင်အောင်လမ်းရှာအိမ်ထဲကမီးပြတ်နေလို့ဟဲ့စဉ်းစားနော်ဒါတော်တော်ရေစရာကောင်းတဲ့ဟိုအမေးရှိလေလို့ဆိုရမယ်ဟုတ်လားတော်တော်ရေစရာကောင်းတဲ့အဖြစ်အပျက်ပေါ့နော်အိမ်ထဲကြောက်တဲ့လက်ဆွဲကိုလမ်းမီးတိုင်အောင်လမ်းရှာအိမ်ထဲကမီးပြတ်နေလမ်းမီးတိုင်ကတော့မီးလဲနေတွေ့နိုင်မှာမလားတွေ့အောင်နော်အဲ့လိုလူတော့ဒါလွယ်လွယ်ကူကူပုံပုံတော့ဟာစိတ်ကတော့မလဲတော့ဦးနဲ့ဒူတယ်လို့ပြောလို့ရရနော် အဲ့လိုပဲဖုံးဖုံးတို့တွေတွေ့ရတယ်အဲ့ဒီလူနဲ့တိတ်ပြီးတော့တခါတည်းရမှာထူးလာမှာဟုတ်ဘူးပြဿနာရှင်းတာကိုဖြစ်တဲ့နေရာမရှင်းဘဲနဲ့ဖြစ်တဲ့နေရာသွားရှင်းနေဟုတ်တယ်မဟုတ်လားဒါစဉ်းစားနေရတော်တော်ကောင်းအဲ့တော့စိတ်တွေပူးနေတယ်ဆင်းရဲနေတယ်ပင်ပန်းနေတော့ဒီစိတ်ကိုပဲဘုံတို့စိတ်အလုတ်လုတ်ပြီးတော့စိတ်ထဲမှာပဲအရှင်းပြေအောင်ပြေလည်အောင်ကြိုးစားရဟုတ်လားဒါကြောင့်စိတ်အလုတ်ကိုလုတ်တယ်ဆိုတာ အတရားဘာဝနာပွားရဲဆိုတာစိတ်အလုပ်ကိုလုပ်တာပဲလေတကယ်တမ်းဟုတ်လားခန္ဓာကိုယ်ကြီးတွတ်သူရက်နေနေတိုင်းနေနေသွားနေနေလျောင်းနေနေတကယ်တမ်းအလုပ်လုပ်နေတာဘယ်သူကလုပ်ရမှာစိတ်ကလုပ်ရစိတ်ကဘာလုပ်ရမှာလို့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားတာဟုတ်လားအဲ့တော့ပြောချင်တာကဘာလို့အိမ်လေးပျောက်တဲ့လက်ဆွဲကိုမီးတိုင်းအောက်ကိုသွားရှာလို့မရနိုင်ဘူးနော်အဲ့တော့လူတွေရဲ့ဖြည့်ရှင်းချက်တွေဟာတွဲမားနေတာတွေအများကြီးရှိတယ်ဒါကြောင့်မလို့ဒီခေတ်ကြတော့ပို့ပြီးတော့ဆိုးတာပေါ့စိတ်တွေပင်ပန်းနေပူလောင်နေ ဖြေးအားမရတဲ့အခါကျတော့ပို့ရှိတ်ကိုပြုတ်ပြန်ရအောင်မှနားမလဲပဲနဲ့နော်လီလန်းတဲ့ကြဖြေးရှင်းဖို့အမစင်းသားပဲနဲ့မူရစီဝါပဲလိုက်တော့တယ်ရှိတတင်ကစိတ်ချမ်းသာမှုနောက်ဆုံးအကြီးအကျယ်ဖြစ်ကြတော့ဒုက္ခရောက်တချို့အရက်ဆွဲသွားကြတာတွေရှိအရက်တောက်ပြီးတော့စိတ်ဖက်ပေါက်သဘောအနေနဲ့လောက်ကြတာဟုတ်လားတကယ်တော့စိတ်ချမ်းသာခြင်းလို့လောက်ကြတာပဲလေပြောရလို့ရှိဟုတ်လားအဲ့ဒါကိုပြောတော့ဘုမလို့ငငယ်ကရွာမှာပြောနေရပြောနေတဲ့စကားတစ်ခွန်းတော့အမှတ်ရမြင် ့လူတယောက်ကကျွေးတရားပတ်စံကျွေးတရားတင်လို့စိတ်ညစ်ပြီးတော့အရက်နှစ်ချက်ဖို့တောက်လိုက်။မူးသွားတော့ဆင်းပြေးသလိုတို့ပေါ့။အမူးလည်းပြေးသွားတော့ကျွေးရတက်ရနှစ်ချက်ဖြစ်သွားတယ်။ဟုတ်လား။ဒါတော်တော်စဉ်းစားရကောင်းတယ်။အဖြစ်အပျက်ပဲဟုတ်လား။လူတွေလည်းပဲဟိုပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့ပြဿနာကပူ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 ပြီးတော့တိုး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 လာ။မဖြေရှင်းတဲ့အခါကျတော့ရှင်းရင်းနဲ့ဘာဖြစ်သွားလဲရှုပ်သွားတာပေါ့။သူကတော့ရှုပ်ဖို့လုပ်တာမဟုတ်ဘူးရှင်းဖို့လုပ်တာ။ ဒါမဲ့သုံးစားနီးလည်းမမှန်တဲ့အခါကျတော့ရှင်းဖို့ကြိုးစားရင်းနဲ့ပို့ပို့ပြီးတော့ရှုပ်သွားတာဟုတ်လားတကယ်တမ်းကဘုံဘုံတို့လောဘဒေါသတွေဖြစ်တယ်ဆိုတာပြဿနာဖြစ်တာစိတ်ထဲမှာပြောင်းတာဖြစ်တာအဲ့ဒါကိုရှင်းပေးဖို့လို့ဘုံဘုံတို့ကအဲ့ဒါကိုပြဿနာရှင်းအောင်မလုပ်ဘူးရှင်းတော့ရှင်းတယ်ဘယ်နည်းနဲ့ရှင်းလိုက်တုံးဆိုတော့အလိုလိုက်တဲ့နီးနဲ့ဘုံဘုံတို့ရှင်းပြလိုက်ကြတယ်ဒါဘုံဘုံတွေးမိတာလေးတွေကိုပြောတယ်လောဘဒေါသဖြစ်တယ်ဆိုလို့ရှင်ဘုံဘုံတို့ကနီးမှလမ်းမှသူ့ကိုနားလည်မှုနဲ့နော်ပြေပြောက်အောင် ကြိုးစားရမှာနောက်မဖြစ်အောင်သူကကြိုးစားရမှာဒီနည်းနဲ့ဖြည့်ရှင်းရမှာသို့တော့အဲ့လိုမဟုတ်ဘူးဘုန်းတော်ကလောဘဒေါသဖြစ်ပြီးဆိုရင်အလိုလိုက်တဲ့နည်းနဲ့ရှင်းဆိုကြပါစို့လောဘဖြစ်ပြီးဆိုရင်ကြည်ကျင်လာပြီးဆိုကြည်ပလိုက်တယ်အလိုလိုက်ပေးလိုက်တာပေါ့နားထောင်ခြင်းနဲ့ဆိုရင်နားထောင်ပေးလိုက်တယ်သဘောပေါက်လားဘုန်းပြောတာအဲ့ဒါဘာလုပ်တဲ့နည်းတော့အလိုလိုက်တဲ့နည်းသူကခံစားပေးလိုက်တာပေါ့သူတခုခုစားလာပြီးဆိုကြွေးပလိုက်တယ်ဟုတ်လားအဲ့လိုပဲဒေါသဖြစ်တယ်ဆိုရင်လည်းအလိုလိုက်တာပဲဘယ်နည်းနဲ့လိုလိုက်တော့ပောက်ပွဲပြင်မယ်ငါဆဲဆိုးပြလိုက်မယ်ရိုက်ပြင်မယ်နှက်ပြင်မယ် ဒေါသခိုင်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဟုတ်လားဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒါကိုနားလည်မှုနဲ့ငြင်းရအောင်ဘုန်းဘုန်းတို့ကမကြိုးစားနိုင်ကြဘူးပေါ့နော်ဘာလဲဥမာတူတော့ဆိုတော့ရှားနာပေါက်တဲ့လူတရားကုဖို့မကြိုးစားဘဲနဲ့ကုဖို့ပဲကြိုးစားတာအဲ့တော့ရားနာဘယ်တော့မှပြောင်းမှာမဟုတ်ဘူးနော်ကိုကတာတောင်ရတာရှိရှိတကယ်လည်းရတာရှိနေဟုတ်လားဝဲကြောက်တွေပါလေပေါက်ခုတာပဲလေနော်တချို့ဆိုရင်ဘယ်လိုတောင်ပြောနော်ပျောက်တောင်ပျောက်ချင်ဘူးတဲ့ ဟုတ်ကို့ကရရတာရှိတယ်ဟုတ်လားတော့ရာနာပေါက်တာကိုဘုံတော့ကုတ်တဲ့နီးနဲ့ပဲဖြည့်ရှင်းတော့အနာပူပူပြီးတော့ဆိုးလာတာကုတဲ့နီးနဲ့ဘုံဘုံတော့ဖြည့်ရှင်းတာမဟုတ်ဒါကြောင့်မလို့ဘုံဘုံတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဒီလောဘဒေါသမောဟအနာမပြောက်တာပေါ့ဟုတ်လားအဲ့ဒါမပြောက်လို့ရှိရင်ဘုံဘုံတို့ရဲ့စိတ်ဟာဘယ်တော့မှငြိမ်းအေးမှမဟုတ်ဟုတ်လားဒါကြောင့်ငြိမ်းအေးခြင်းလည်းဆိုလို့ရှိရင်နီးမှလမ်းမှဘုံဘုံတို့ကပြဿနာတွေကိုဘာလို့ရမလဲဖြည့်ရှင်းရပြီစိတ်ထဲမှာဖြစ်နေတဲ့ပြဿနာရဲ့ အရင်အမြင့်အကြောင်းတရားပါလို့အာယုံနေတော့မလဲတိကလားပြင်မဲ့အကြောင်းတရားတွေကိုရှင်းဖို့ဆိုတော့တိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်သဘာပဲတွေ့တွေ့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲကပဲမှန်ကန်တဲ့အတွေးအမြင်ဖြစ်အောင်ဘုံဘုံတို့ကမလုပ်ရမလို့ကြိုးစားကြရအောင်အဲ့ဒါမှတ်တာလည်းဘုံဘုံတို့တွေတွေဟာဒီအပူတွေကိုရှင်းနိုင်အဲ့လိုဆိုရင်ဘုံဘုံတို့ကအဖြေရပြီနော်စိတ်ကိုငြင်းအေးခြင်းလည်းဆိုရင် ဘယ်လိုရှင်းမလို့အကြောင်းတရားဖြစ်တဲ့အာယောနိတော်မနတိကာရကိုဖယ်ရှားဖို့အာယောနိတော်မနတိကာရရဲ့နေရာမှာယောနိတော်မနတိကာရကိုအစားထိုးဖို့ဟုတ်လားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လေးနေထွေးစွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့် ျောက်စီလာသူအားလုံးကိုစိတ်နှလုံးအေးချမ်းပါရကြပါခင်ဗျာ